ဒီမောပန်းနေတဲ့ဘလူးကြီးကမြေဝမြေရေကိုတကြိုက်ထဲနဲ့ခမ်းချောက်သွားအောင်တောက်ပြလိုက်ပါတယ်။အကြောင်းကတော့နေမင်းနောက်ကိုအပြေးလိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။သူကတော့ဒနာဟီလာနတ်ဘလူးကြီးခွာဖို့ပဲဖြစ်ပါတယ်။ညမကြာမီကမိစ္ဆာနတ်ဆိုရီကလူလောကကိုဖျို့ဖျဲဖြစ်စေဖို့အတွက်ရွှေရောင်နေငတ်နှစ်သားကို ကောင်းခင်ပေါ်မှာတန်ကျိုးနဲ့အခိုင်မာချီပြီးကဘာလောကမှာညအောင်ဟူရေလုံအောင်မရှိအောင်ပြုတ်လုလိုက်ပါတော့တယ်။အရင်ကဆိုလူသားတွေကတော့နေထွက်တဲ့အခါနိုးထားကြပြီးနေဝင်ချိန်မှာအနားယူကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့အားလုံးကမောက်ကမ ဖြစ်ကုန်ပြီဖြစ်ပါတယ်။ အချိန်ကာလကြာမြင့်စွာအပူချိန်မြင့်မာမှုကြောင့်လောကကြီးကခြောက်သွေ့သွားပြီးဘီယင်ကန်မူမတ်တို့ရဲ့ကြေကျွန်အဖြစ်အလုံးလုံးနေရတဲ့စည်ရင်းသားပြည်သူတွေကစကားဖြစ်ပေါ်ပြ၍မရလာအောင်ပင်ပန်းစည်ရင်းဒုက္ခခံနေရပါတော့တယ်ဒီအခြေအနေကိုဖြေရှင်းဖို့အတွက်ညီဝါမေတော်ကညီချားကိုမြောင်ရရမှာနံပါတ်ကြီးခွာဖူးကိုသွားရှာပြီးအကူအညီတောင်းခိုင်းလိုက်ပါတော့တယ်ညီကြတယောက်ရည်ရွယ်ရနေရာကိုရောက်လာတဲ့အခါမှာတော့တောင်ကြီးတောင်ကိုတွေ့လိုက်ရတာကြောင့်အပေါ်ကိုကြိုးစားတက်သွားလိုက်တဲ့အခါကိုတို့ခုကိုတွေ့တာကြောင့်ဝဝံပေါက်ကလေးကခွာဖူးကအဲ့ဒီနေရာမှာနေထိုင်နေလို့ခံမှန်ပြီး နှစ်ယောက်အတူတူအထဲထဲကိုဝင်သွားပါတော့တယ်။ဒါပေမဲ့နိုင်ကောင်းတဲ့ကအမဲရောင်ပေါင်းပွင့်တွေကလမ်းမရှုံနေတာကြောင့်ညီကြလေးတီးမခန့်နိုင်ပဲဆွဲနှုတ်လိုက်တဲ့အခါရာလက်အနေနဲ့ခနာကြမှာတော့ပြင်းထန်တဲ့လေရဲမှုထုတ်ခြင်းကိုခံလိုက်ရပြီးသူတို့လည်းချက်ချင်းဆိုသလိုအပြစ်မဲ့ကိုလွှင့်ဆင်သွားပါတော့တယ်။တကယ်တော့ခုနကမြင်တွေ့နေရတဲ့ကူဆူရာကခွာဖူးရဲ့နှာခေါင်းပေါက်ဖြစ်နေပြီးသူ့ရဲ့ခန္ဓာကိုယ်ကတောင်တောင်လုံးမြင်မာနေတာပါ။ဒီကြားလာရတဲ့အကြောင်းရင်းကိုတည်သွားတဲ့အခါမှာတော့ကျင်နာပြီးသူရဲကောင်းစိတ်ရှိတဲ့ခွာဘူးကနေမင်းကိုကယ်တင်ဖို့စတင်ထွက်ခွာရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့သူတို့အရှိရက်ကိုရောက်တဲ့အခါမှာတော့နေမင်းကအခိုင်မာတန်ကျိုးခက်ခံထားရပြီးဘေးဘက်မှာလည်းမိစ္ဆာပေါင်းများစွာကစောင့်ကြပ်နေတာကိုမြင်တွေ့လိုက်ရပါတော့တယ်။သူတို့ကမြေကြီးအောက်ကနေဖွာမြင်လာတဲ့ကြောက်တောင်ဆောင်နှက်ဖြစ်တာကြောင့်ခန္ဓာကိုယ်ကခွာဖူးနီတူကြီးမာလာပါတယ်။သူတို့နှစ်ယောက်ကတိုက်ခိုက်နေရင်သူမသားကိုမသားဖြစ်နေတာကြောင့်ဤကြလေနေမင်းကိုအလင်းမြန်ကျိုးဖြစ်ပြီးပို့လောက်ပါတော့တယ်။ ဒါပေမဲ့မတင်မဲ့ပဲနေမင်းကိုချီနှောင်ထားတဲ့ဂျိုးကလည်းတာမန်ဂျိုးဟုတ်မနေခဲ့တာကြောင့်နီကြာကနီလန်ပေါင်းစုံစူးစားခဲ့ပြီးမှမဖြုံးနိုင်ဖြစ်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲတစ်ဖက်ကတိုက်ပွဲကလည်းအရှိန်ဟုန်မြင့်တက်လို့လာပါတော့တယ်။အဲနောက်မှာတော့ခွာဘူးနမင်းကအာကုံထုတ်သုံးလိုက်ပြီးကြောက်တောင်ဆောင်နမင်းကိုလက်သီးတစ်ချက်ထဲနဲ့ထုတ်ခွဲလိုက်တဲ့အခါမိစ္ဆာနဲ့ဆိုရဲချိတ်အကာခွဲကလည်းလှုပ်ရှားသွားပြီးနမင်းကိုတွဲချီထားတဲ့ကြောက်တောင်တွေကတထောင်ပြီးတထောင်ပြိုကျသွားပါတော့တယ်။ဒီကြားကဒါကိုမြင်တဲ့အခါခြံခွန်းကွင်းကိုပြစ်ပြီးတန်ကျိုးကိုအဆက်စိတ်မမှာဖြစ်အောင်ဖျက်ဆီးလိုက်တဲ့အခါမှာတော့ ရွှေရောင်နေငတ်နဲ့သာလဲလွတ်လပ်မှုရရှိသွားပါတော့တယ်။ပင်မန်းသွားတဲ့နေနဲ့သာလဲအနောက်ရက်စီဝင်ရောက်ပြောက်ွယ်လို့နေနဲ့တပင်ရောက်တွင်ခဏတာအနာယူဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ရုတ်တရက်ထပ်မံထွက်ပေါ်လာပြီးအော်ဟစ်မီတန်လို့မြောက်ဘက်ရက်စီဦးတည်ပြန်တန်းသွားပါတော့တယ်။တကယ်တော့ရွှေရောင်နေငတ်နဲ့သာကအချိန်တော်ကြာချုံလောင်ခံထားရတာကြောင့်လူသားတွေအပေါ်မျောလင်းချက်မဲ့မှုနဲ့အမုန်းတရားတွေပေါက်ဖွာလာခဲ့တာဖြစ်ပါတယ်။တနအီအရာရှေးရခင်အချိန်တုန်းကနေဆက်စင်းထွက်ပေါ်လာတာကြောင့်လောကကြီးကပြာတိကြအောင်လောင်ကျွမ်းသွားခဲ့ရပါတယ်။ ကြောင့်ရွှေရောင်နေငန်းနဲ့သားရဲ့ညီကိုကိုယောက်ကဟူကြီးရဲ့ပြစ်တက်ကိုခံလိုက်ရပါတယ်။လူသားတွေကိုလက်စားချေဖို့အတွက်ကတော့သူကပင်လေတည်တဲ့ဆင်းဝင်သွားပြီးလောကကြီးကိုထာဝရအမောင်တီချအောင်ကြံစီခဲ့ပါတယ်။နေလင်းရောင်ပြောက်ကွယ်မှုကိုတားဆီးဖို့အတွက်ခွာဘူးကနေမင်းနောက်ကိုစတိုက်လိုက်ခဲ့ပြီးတောတောင်ကိုဖျက်၊ကန္နာရကိုဖျက်ချော်ခဲ့တယ်လို့ပြင်းထန်တဲ့မုံတိုင်းနဲ့တွေ့တာတော့မကြောက်ရွံ့ခဲ့ပါဘူး။တပတ်9ရက်9ပတ်တန်တိုင်း49ရက်ကြာမြင့်တဲ့ခရီးမှာကျပ်ဖရီတောင်တွင်ရတာအတန်ပြောင်းလို့နေပါဖြစ်ခဲ့ပြီးမြေမင်းကားတော့ဂယူမဆိုင်ပေအရှိအယက်ကိုသာဥတီပြေးလွားခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာတော့လူသားတွေကစိတ်လှုပ်ရှားစွာနဲ့အားလုံးကလည်းနေမင်းရက်တက်သွားဖို့ကသာဆူတောင်းခဲ့ကြပါတယ်။ခွာဖူနဲ့နေမင်းကပူနီလာလေးလေးသူ့ရဲ့အင်အားတွေကလည်းတဖြည်းဖြည်းကုန်ဆုံးလာလေးဖြစ်ခဲ့ပါတယ်။ကြောင်မတ်ဖွယ်ပူချင်းကြောင့်ချီရီကလည်းရေတကုံလိုစီးကြနေပြီးခနာကိုရွယ်စားကလည်းမူလာကထက်အစာပေါင်းများစွာတင်းငယ်သွားခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲမျက်စိရှည်မှာအဝါရောင်မြေတစင်းထွက်ပေါ်လာခဲ့ပါတယ်။ဒါကနှင်းကြချီမှာမိသွေးရသလိုနဲ့အတူတူပဲမို့စိတ်လှုပ်ရှားသွားတဲ့ခွာဖူကတကြိုက်ထဲနဲ့မြို့ဝမြေခန့်ချောက်သွားအောင်တောက်လိုက်ပါတော့တယ်။ အရင်ပြန်လဲပြေးွားလာတဲ့သူကနေမင်းရဲ့နောက်ကိုဆက်လက်လိုက်နေပြီးဒါပေမဲ့အချိန်ကြာမြင့်စွာပြေးလွှားနေရခြင်းကြောင့်သူ့ရဲ့စွမ်းအားတွေကိုကုန်ဆုံးသွားခဲ့ရပြီးချွေးရီကလည်းအထိန်ကုန်ပဲကျဆင်းလာခဲ့ပါတော့တယ်။ဒီကြားလဲတာကိုမြင်တဲ့အခါတီးမခန့်နိုင်တော့ပဲခွာဖူးကိုခဏနာဖို့ဖြောင်းပြပါတော့တယ်။ဒါပေမဲ့ခွာဖူးကတော့လက်မခံပဲဆက်လိုက်ဖို့လုပ်ခဲ့ပါတော့တယ်။ဒီကြားကဒါကိုဆက်လုပ်နေရင်ပြင်မမီးတရားလိမ့်မယ်လို့ပြောပေမဲ့သူကအသက်ထက်လူသားတွေမပြည့်စည်ဖို့ကပိုရေးကြီးတယ်ဆိုပြီးတော့ဒီလိုယုံကြည်ချင်တဲ့အတူအရှိပင်တဲ့ဒီရအောင်လိုက်သွားခဲ့ပါတော့တယ်။ နေဝင်တော့မှာကိုမြင်တဲ့အခါသူကအတန်အကျဲကြီးနဲ့နေမင်းရဲ့အမုံတရားကိုနားလဲပေးမယ်ဒါကလူသားတွေရဲ့အမှားမဟုတ်ကြောင်းလူတွေအတွက်သူမရှိလို့မရကြောင်းသူမရှိတော့ရင်လောကကြီးကအမောင်လွန်သွားပြီးတက်ရှိအားလုံးပြတ်သွန်းရမှာဖြစ်ကြောင်းအော်ပြောပါတော့လေအတန်မပြောက်ခင်ပါပဲခွာဖူးရဲ့ခန္ဓာကိုယ်ကဘုံကနေလဲကျသွားပြီးနောက်ဆုံးမှာပင်မမိတည်ဆုံသွားပါတော့လေညီချဘလို့ပဲအော်နေပါစေသူကပြန်တတိမရလာတော့ပါဘူး ခနာကြာမှာတော့ခွာဖူးရဲ့ခနာကူကကြောက်တုံးကြီးအဖြစ်ပြောင်းလဲသွားပါတော့လေ။ရွှေရောင်နေငတ်နတ်သားကတော့ခွာဖူးရဲ့ဇွဲရှိရှိစူးစမ်းမှုကိုခန်းစားမိသွားပြီးနောက်ဆုံးနေအောင်ကြီးပြောက်ွက်သွားတော့မယ့်အချိန်မှာပဲ။လောကကြီးစီပြန်လဲထွက်ပေါ်လာပါတော့လေ။အဲ့လိုနဲ့ခွာဖူးရဲ့ခနာကူကစိမ့်လန်းဆိုပြီးတဲ့တတော်ကြီးအဖြစ်ပြောင်းလဲသွားပြီးသူ့သွားခဲ့တဲ့၆သွေးနေတဲ့မြောက်ပိုင်းနေမီကလည်းပြန်လဲရှင်တန်လာပြီးတပ်ဝင်လှူရှာလာတာကြောင့်လူလောကရဲ့နိဗ္ဗာန်ဘုံတစ်ခုဖြစ်လာခဲ့ပါတော့လေ။ အဲဒီနောက်မှာတော့ခွာဘူးကနေမင်းနောက်လိုက်တဲ့ဇလံကို လောကလူသားတွေကအမှန်ရကြပြီးထာဝရမပြောက်ပြတ်တဲ့ဒဏ္ဍာရီအဖြစ်ကြန့်ရှိခဲ့ပါတော့တယ်။